၆နှစ်ကြာမပြည့်လည်သေးတဲ့ coffee site ပြုထုတ်လုပ်တင်ဖို့သူကုမ္ပဏီနဲ့ coffee site ပြုသူတောင်းသူတွေကြားပြုပင်ဖို့တွေပြန်လည်ရရှိဖို့ကုမ္ပဏီဘက်ကတောင်းဆိုလာပါတယ်ဒီသတင်းကိုမြန်မာပြည်သတင်းကတင်ဆက်ထားပါတယ် ီးခဲ့တဲ့2019ခုနှစ်ကကော်ဖီပြိုးပင်ဖြန့်ဝေတဲ့ညဉ့်ရှိရှေ့မှတ်တစိကော်ဖီထုတ်လုပ်သူအောင်လင်းလင်းထွန်းကုမ္ပဏီနဲ့ဟိုပုံးနယ်စီဆိုင်ဒေသကကော်ဖီစိုက်ပျိုးသူတောင်းသူတွေအဲ့ဒီဒေသမှာကော်ဖီပူးပေါင်းစိုက်ပျိုးဖို့လုပ်ကင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့6နှစ်တာကာလအတွင်းကော်ဖီပင်တွေဖြစ်ထွက်လာပေမဲ့ကော်ဖီပြိုးပင်ဖို့တွေမရရှိခဲ့တဲ့အခြေအနေကိုညဉ့်ရှိရှေ့မှတ်တစိကော်ဖီထုတ်လုပ်သူအောင်လင်းလင်းထွန်းကုမ္ပဏီမှဒါရိုက်တာတူဖြစ်သူဦးအောင်ကိုလက်ကအခုလိုပြောပါတယ်။အခုချိန်မှာကျွန်တော်တို့တောင်းသူတွေက တခုမှပြန်လဲသွင်းခြင်းမရှိဘူးကော်ဖီလည်းရောင်းဟိုလာရောင်းတာလည်းမရှိဘူးကျွန်တော်တို့ပတ်စံလည်းသွင်းပေးခြင်းမရှိဘူးပေါ့နော်အဲ့ဒါလေးအတွက်လည်းကျွန်တော်တောင်းသူတွေလည်းနည်းနည်းတော့ပြောချင်တာလေနော်ကျွန်တော်တို့မှလည်းအခက်အခဲလေးများယူရှိပါတယ်အဲ့တော့ကျွန်တော်စာနာသောအားဖြင့်ကျွန်တော်တို့အဲ့ဟိုအသီးဘိုးလေးတွေအဲ့အသီးလေးသွင်းပေးခြင်းများတော့ကောင်ပတ်စံပေးခြင်းတော့ကောင်အဲ့ဒါလေးပြန်လုပ်ပေးဖို့အတွက်ရယ်ပြီးတော့ကျွန်တော်ဖြစ်စီနေတာဗျာကျွန်တော်တကယ်ရိုးသားပါဆိုတော့တောင်းသူတွေကိုကျွန်တော်တို့ကောင်းစေခြင်းလို့ကျွန်တော်အပြင်နေပေးထားတယ် အဲ့လိုမျိုးအသီးတွေလည်းအခုချိန်မှာတို့ခံစား권တွေရနေပြီဗျာရနေတဲ့အချိန်မှာတို့လည်းဒါစံပြတောင်သူတွေအနေနဲ့ဗျာကျွန်တော်တို့ အာတွင်းပြီးတယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့ကလည်းဟာဒီလိုလူလုပ်ဘူးတွေတွင်းလို့ရတယ်တွင်းပြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တောင်သူတွေအတွက်လည်းကျွန်တော်တို့ကပေးဖို့အတွက်ကျွန်တော်အပင်တွေရရှိပါဘူးနော်အခုဒါမဲ့အခုလိုမတွင်းတဲ့အခါကျတော့ကျွန်တော်တို့ကလုံးဝမှာအလုပ်တွေအကုန်လုံးရက်သွားတယ်ကျွန်တော်ဆက်ပင်းရင်ကောင်းမလားကျွန်တော်ဆက်လို့ရင်ကောင်းမလားဒေတာဖွင့်မျိုးတွေလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားဆိုရင်အတွေးတွေဖြစ်လာရပါတော့ကျွန်တော်တွေးသလိုပဲလုပ်ငန်းရှင်တော်တော်များများလည်းအဲ့လိုမျိုးတွေးကြမှာပဲလေအဲ့တော့နောက်တောင်သူတွေနင်းနာမှာပေါ့နော်ဒီအဲ့တော့တောင်သူတွေလည်းတခုလောက်ပြောချင်တာတော့နောက်တောင်သူတွေအတွက်ငွေချင်းအဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ဒီအပင်မျိုးလေးနဲ့ တစ်ချက်လောက်ပြန်ပြီးတော့တွေးသိပြီးစီစဉ်ပါတယ်လို့အဲ့ဒါလေးတို့တခုပြောခြင်းပါတယ်ခင်ဗျာ ပြခဲ့တဲ့2018ခုနှစ်အတွင်းကော်ဖီပြိုးပွဲပေါင်း9သိန်းကျော်တန်းနဲ့ထပ်ပြိုးခဲ့တဲ့အကြီးဆုံးကော်ဖီပြိုးကြံကိုရွာငံမြို့နယ်မှာတည်ထောင်ခဲ့ပါတယ်။အဲဒီကကော်ဖီပြိုးပင်တွေကိုမြမကော်ဖီလုပ်ငန်းဆက်လက်ဖွံ့ဖြိုးတာဖို့အတွက်ရှမ်းတောင်ဒေသကစီစိုင်းတဲ့ဟိုပုံးမြို့နယ်အပြင်ရှမ်းမြောက်ဒေသနဲ့ချင်းပြည်နယ်မကွေးတန်းကရယာပြည်နယ်တို့လိုကော်ဖီသင်းတာဖွံ့ဖြိုးဖို့အလားအလာရှိတဲ့ဒေသတွေကိုပြိုးပွဲပေါင်း9သိန်းကျော်ဖြန့်ဝေသွားဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။အဲဒီစီစဉ်ရာဟိုပုံးနဲ့စီစိုင်းမြို့နယ်ကိုလည်းပြိုးပွဲပေါင်း9သိန်းဖြန့်ဝေဖို့ရည်ရွယ်ထားကြပေမဲ့လည်းရွာငံကော်ဖီပြိုးကြံကထွက်လာတဲ့ပြိုးပင်တွေကောင်းမွန်မှုကိုသဘောကျခဲ့ကြတဲ့မင်းနေတော်ဒေသကတာဝန်တွေဟာပြိုးပွဲပေါင်း9သိန်းကျော် ူဆောင်ဆက်ပြိုးခဲ့ကြတာပဲဖြစ်ပါတယ်။ပြိုးပင်ဘိုးတွေပေးရဖို့ညဏ်ကြီးရှင်အမှတ်တံဆိပ်ကော်ဖီထုတ်လုပ်သူအောင်နေလင်းထွန်းကော်မတီနဲ့အဲ့ဒီတုန်းကကော်ဖီပြိုးပင်တွေကိုရဦးဆောင်ရယူခဲ့သူဟိုပုံးမျိုးနယ်ရှိနောက်ခန်းစာပြိုးရေးတန်တန်းကြောင့်မှတာဝန်ရှိသူဦးခုမျိုးညင်းတို့ကြားပြိုးပင်ဘိုးပြန်လဲပေးအပ်ဖို့လက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီစာမှာကော်ဖီပြိုးပင်ပေါင်း2သိန်းကျော်အတွက်တာမုံငွေသိန်းပေါင်း1100နီးပါးရဲ့20ရာခိုင်နှုန်းဖြစ်တဲ့သိန်းပေါင်း214သိန်းကျော်ကိုပြီးခဲ့တဲ့2024ခုနှစ်မှာပေးသွင်းဖို့ သဘောတူညီထားကြပေမဲ့လည်းပြန်လည်ပြေးသွင်းနိုင်ခြင်းမရှိခဲ့ပါဘူးပြီးခဲ့တဲ့2019ခုနှစ်မှာဟိုပုံးနောင်ခမ်းစာပြေးရေးတနင်္ဂနွေနေ့ဆက်ဆက်လုပ်ကနေသူတဦးလည်းဖြစ်ပြီးဟိုပုံးကော်ဖီအစုဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူဦးခုမြင့်ညွန့်ကပြုပင်ဘိုးတွေပြန်လည်ရရှိဖို့အစုဖွဲ့အနေနဲ့လည်းလှုံ့ဆော်လို့မရနိုင်ဘူးလို့ညင်ဆိုထားပြီးအခြေအနေတွေကိုအခုလိုပြောပါတယ်ဟိုပုံးကော်ဖီအစုဖွဲ့အနေနဲ့ကတော့ကျွန်တော်တို့လှုံ့လို့မရနိုင်ဘူးပေါ့နော်ဒီတော့ပြီးတော့မှတောင်သူတွေကြားထဲမှာတောက်ွက်တယ်ဆိုတဲ့ကိစ္စကလည်းတော်တော်ခက်တယ်ကော်ဖီဈေးနှုန်းမြင့်တယ်ဈေးကြီးတယ် တိနံတစ်ခုဈေးနှုန်းအများမြင့်လာလို့ရှင်လေအဲ့မှာနောက်ဆက်တွဲပြဿနာတွေကအများကြီးပဲဒီအတီးကိုဖြစ်တယ်လို့ခူးပလိုက်တာတို့ဘာတို့တော့ဒီဂတိပြုထားတဲ့ကိစ္စတွေဘာတို့မရောင်းဘဲနဲ့တခြားတွေရောင်းပလိုက်တာတို့ဆိုတဲ့နောက်ဆက်တွဲပြဿနာတွေကအများကြီးဆိုတော့အဲ့လိုမျိုးသွားတာဖြစ်နိုင်တာတစ်ခုကဒီဥစ္စာပေါ့နော်ဟိုစနစ်ဥစ္စာပေါ့ဘယ်လိုများဒီထဲမှာအားဆိုင်ပြီးတော့ကိုကတော့စူးစမ်းပြီးလုပ်မှပဲဖြစ်မယ် ကော်ဖီပြိုးပင်တွေရယူဆိုင်ပြိုးခဲ့ရမှာပါဝင်ခဲ့တဲ့မဲနေတောင်ဒေသအစီဆိုင်မြို့နယ်ကပန်လိုင်းတီနာလုံတာပါစာကလို့စတဲ့ကြေးရွာတွေမှာကော်ဖီသီးတွေထွက်ရှိလာတာသုံးနှစ်တာရှိလာပြီဖြစ်ပါတယ်။ဒါကြောင့်ကော်ဖီပြိုးပင်ဘိုးတွေပြန်လည်ပေးဆပ်ဖို့အတွက်လက်ရှိကော်ဖီရာသီမှာလှုံ့ဆော်သွားမယ်လို့လွန်ခဲ့တဲ့2019ခုနှစ်မှာကုမ္ပဏီကနေကော်ဖီပြိုးပင်တွေရယူဆိုင်ပြိုးခဲ့သူတီနာကြေးရွာမှာဦးမောင်ဦးကအခုလိုပြောပါတယ်။ အဲ့တော့ငါအယူကြတယ်တယောက်နဲ့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 အဲ့ဒါနဲ့သူတို့ပြောပြယူပြီးတော့မှသူတို့ဆက်ကြတယ်လောဆက်တော့ပြီးနာနဲ့ဘလို့ဆက်မယ်ဆိုအဲ့မန်လို့မရသေးတဲ့ပြောလို့ကြိုပြောလို့မရထွက်ပြီဆိုတဲ့ခါတည်းမှာပြောလိုက်မယ်လေကုမ္ပဏီပိုင်ပြောပွင့်တွေကိုဘိန်းစားသူတင်းနဲ့ဖြစ်ဟိုဘုံစီဆိုင်စတဲ့မင်းတောင်ဒေသမှာ coffee contract firm နဲ့ဆောင်ရွက်ဖို့အတွက်ရည်ရွယ်ဖြန့်ဝေခဲ့ပုံကိုညာရှိရဲ့အမှတ်တစေ coffee ထုတ်လုပ်သူအောင်နေလင်းထွန်းကုမ္ပဏီရဲ့ဒါရိုက်တာတို့ဖြစ်သူဦးမွေထွန်းကပြီးခဲ့တဲ့2019ခုနှစ် match လာမှာအခုလိုပဲပြောခဲ့ပါဗျာ အများစုကတော့ဒီမှာ coffee ကိုတနိုင်တစ်ပိုင်ပဲစိုက်ကြတာပေါ့နော်အဲ့လိုတနိုင်တစ်ပိုင်စိုက်တဲ့စိုက်ပြိုးခြင်းရနေပြီးတော့ကျွန်တော်တို့ကဟိုတကယ်ကိုအဲ့လိုမျိုးဟိုစာချုပ်စာတန်းတွေနဲ့ contract farming လို့ခေါ်မျိုးကိုလုပ်ဖို့ဆိုရင် coffee ပင်များများလိုတယ် coffee ပင်များများလိုတော့အခုကကျွန်တော်တို့ data အားလုံးပေါင်း၄ခုကိုကျွန်တော်တို့သွားပြီးတော့အဲ့ပြိုးတွေကိုပို့မယ်အခုတော့ကျွန်တော်ကြားပြည်နယ်စာပို့နေပြီနောက်ရှမ်းပြည်တောင်ပိုင်းကအာကျွန်တော်တို့စီဆိုင်နဲ့ဟိုပုံဘက်ကိုကျွန်တော်ပို့မယ် ရွာငံမြို့ရှိအကြီးဆုံး coffee ပြိုးကျန်ကပြိုးပင်တွေကို coffee contract farming လုပ်ငန်းဆောင်ရွက်ဖို့အတွက်ဟိုပုံးနယ်စီဆိုင်မြို့နယ်တွေကိုပေးရခဲ့တယ်လို့ရွာငံမြို့နယ်ရေလကျေးရွာကတောင်သူတွေအတွက်လည်းပေးအပ်ခဲ့ပြီးအဲ့ဒီတောင်သူတွေကတော့ coffee ပြိုးပင်ပိုးတွေကိုပြန်လည်ပေးဆက်ခဲ့သူတွေလည်းရှိပါတယ်ဒီလာကျွေရကအစုဖွဲ့ပိုင်းတတော်ရဲမှာလုံခဲ့တဲ့6နှစ်ကစပြုတ်ခဲ့တဲ့ coffee ပင်တွေတိမှတ်နေကြပြီးပြုတ်ပင်ဖို့ပြန်လည်ပေးရခဲ့တဲ့အခြေအနေကို coffee တောင်သူဥက္ကမောင်ကအခုလိုပြောပါဗျ။ဟုတ်ကဲ့နေနေထောင်ဆိုင်ကုနီကန်နေမြန်ကျွန်တော်တို့ညာကြီးဆန်နဲ့ မြို့ကပီပြန်တပြောင်ငါနှုံနေဆက်ခဲ့ပါတယ်ဆက်ခဲ့ပြီးတော့မြို့ပြန်ဖိုးတဲ့တခါတည်းပြစ်ခဲ့ပါတယ်ပြစ်ခဲ့ပြီးတော့ခုဆူချင်းသုံးနီမြို့အာစာသီးပြီးတော့ခုဆောင်ချော့နီမြို့လာပြီးဆိုတော့တော်တော်စီးမြန်အဆင်ပြေလာပြီးတော့ကျွန်တော်မိသားစုဆောင်ကြည်လာပြီးတော့ပဲချမ်းသာတယ်လေဟိုဘုံစီဆိုင်မင်းနေတောင်ဒေသရှိပန်လိုင်းတီနာလုံတာဘာသာကလို့ရွာကြီးတွေဟာတောင်ကုန်းတောင်တန်းဒေသဖြစ်လို့စဘာကိုဝန်းစာအတက်တာစိုက်ပျိုးနိုင်ပြီးတနက်ဖက်စိုက်ပျိုးတဲ့လုပ်ငန်းကိုအဓိကထားလုပ်ကင်ကြတာဖြစ်ပါတယ် ဲ့ဒီတုန်းကဘိန်းစိုက်ပျိုးထုတ်လုပ်မှုရှိခဲ့တယ်လို့ဒေသခံတွေကပြောဆိုကြပြီးအခုခါမှာတော့ coffee ကဘိန်းအစားထိုးသင့်တဲ့အဖြစ်အခိုင်အမာရပ်တည်နေပြီဖြစ်တယ်လို့ဒေသခံတွေကသုံးသပ်ပါတယ်။ဒါပြင်ပြည်တွင်းစစ်ပွဲလေးလုပ်ငန်းကိုသာအားထားနေရတဲ့တနက်ဖက်လုပ်ငန်းကလည်းပျောက်ွယ်လူနေပါဖြစ်နေပြီးပြီးခဲ့တဲ့6နှစ်တာကာလက coffee ပြိုးပင်တွေကိုအရှိန်အဟုန်နဲ့စိုက်ပျိုးလာကြပြီး coffee လုပ်ငန်းနဲ့တစားတစားအတိုးတက်လာကြတာဖြစ်ပါတယ်။ ကော်ဖီတိလုံးစုတပိဒါဟာအရင်ကကြက်တထောင်အောက်သာရှိရာကနေအခုချိန်မှာတိလုံးစုတပိဒါကဆယ်စားလောက်မြင့်တက်လာပြီးလက်ရှိကော်ဖီရာသီမှာလည်းတပိဒါကိုကြက်6000ကစပြီးဈေးဖွင့်လာကြပါတယ်။အခုခါမှာတော့တနက်ဖက်ပင်ကိုကော်ဖီရဲ့အရေးရပင်ဖြစ်အသုံးပြုလာကြပြီးတနက်ဖက်ပင်နေရာမှာကော်ဖီပင်တွေကိုတဖြည်းဖြည်းချင်းအစားထိုးပြီးသီးနှံပြောင်းလဲစိုက်ပျိုးလာကြပါတယ်။ဒီချိန်တွေကိုပြီးခဲ့တဲ့6နှစ်တာကာလအတွင်းကော်မဏီမှာပြိုးပင်ရယူစိုက်ပျိုးခဲ့တဲ့စီဆိုင်မြို့နယ်ပါစကလိုကြီးရွာမှာတကြီးသစ်ဖြစ်လာသူကအခုလိုပြောပါတယ်။ ခုတင်းနံပြောင်းဆိုင်တော့များတယ်ဒီနေ့တော့ကော်ဖီတွေတော်တော်များဆိုင်လာပြီနောက်ဖက်တော့နည်းနည်းပြန်ချော့တော့တော့မှာမယ်သူဟုတ်လားသူတို့အလဲဖက်မှာနောက်ဖက်အောက်ဖက်မှာအလဲတော့ကော်ဖီတွေဆိုင်ထားပြီခု ပြီးခဲ့တဲ့ခုနှစ်တာကာလအတွင်းရောင်းငယ်မျိုးရဲ့အကြီးဆုံး coffee ပြိုးချံကထုတ်လုပ်လိုက်တဲ့ပြိုးပင်တွေဟာအခုချိန်မှာအသီးပွင့်တွေရရှိလာပြီးစီးပွားပြင်ရောင်းချနေပြီဖြစ်ပေမဲ့ contract farming လုပ်ကင်လိုတဲ့ company နဲ့တောင်းသူတွေကြားပြိုးပင်ပိုးပြန်လည်ပေးဆက်ရမယ့်ကိစ္စကတော့ပြည်လည်ခြင်းမရှိသေးပါဘူး။ coffee ပြိုးပင်ပေါင်းနှစ်သိန်းကျော်အတွက်ပြိုးပင်ပိုးကိစ္စမပြေလည်သေးပေမဲ့ရွာငန်ကစားပြီးဟိုပုံးစီဆိုင်မဲနေတော်တွေသားမှာတော့ coffee ware သူကုမ္ပဏီအစ်စ်တွေနဲ့ coffee ဈေးခွက်ကတနေ့တခြားပို့ပြီးဖွံ့ဖြိုးလာနေပြီဖြစ်ပါတယ်ဒီသတင်းကိုမြန်မာရေးသတင်းကတက်ဆက်ထားပါတယ်